ညောင်းအစယောဒီနေ့ဒီစစ်ပေါ့နော်ဒီစစ်မှာသင်ပေးမယ် meaning ကတော့ဖုတ်ဖြစ်ပါတယ်ဖုတ်ဆိုတာကိုမြင်မှုတဲ့ကလေးလည်းရှိနိုင်မယ်မမြင်မှုတဲ့ကလေးလည်းရှိမယ်ပေါ့နော်သူကပါလဲဆိုရင်စာနာတာကျန်တဲ့နေဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကြောင့်မလို့တော်တော်များများ meaning တချို့မှာဖုတ်ပါတယ်ဆိုလို့ရှိရင်တကူးကူကကျန်တဲ့နေခက်ထန်နေဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်အကုန်လုံးတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင် fucking ဟင်းဆိုတာကဒီမှာဘာကိုပြောချင်တာလဲဆိုရင်တကူကူကိုပြုတ်လုတယ်ဆိုတော့ဟင်းသုံးဆိုတဲ့ဒီအပြုတ်မျိုးပြောတာပေါ့နော်အဲ့ဒါကြောင့်မလို့ဟင်းသုံးရဲ့ဟင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဖုတ်ခင်းလို့ပြောတယ်ဆိုလို့ရှိရင်အကြမ်းဖတ်တာပေါ့ရမှာနော်တကူကူကြမ်းတက်တဲ့အပြုတ်မျိုးတကူကိုပြုတ်လုတယ်ဆိုတဲ့အဓိပ္ပာယ်ရမှာနော်အဲ့ဒါကြောင့်မလို့ဖုတ်ခင်းဆိုတာက ကျန်းတဲ့နေပြုမှုကိုပြုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲဒါကြောင့်မလို့တစ်ခုခုကိုအကျန်းဖတ်တယ်အဲလိုမျိုးတွေပဲလဲချက်တော့ဖော်ထားပြလို့ရတယ်ပြီးရင်နောက်တစ်ခုကဖုံညော့သူကအတန်ထွက်တယ်ဆိုလို့ရှိရင်ဘလို့ထွက်ရမှာလဲဆိုဖုတ်လျောက်လို့မဖတ်ပါဘူးเนาะဖုံလို့ဖတ်ရမှာပါသူကအရင်ဖြစ်ပြီးတော့ဒီကောင်ကနားပြောင်းမှာအဲဒါကြောင့်မလို့ဖုံညော့လို့ထွက်ပြရမယ်အဲဒါကြောင့်မလို့ဖုံညော့ဆိုတာကလည်းဒီမှာလျော့ဆိုတာကချက်တော့အဲတုန်းက အားခွန်အားဆွမ်းအားပါဝါဆိုပြီးတော့အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်နော်စူးစမ်းမှုဆိုတဲ့အဓိပ္ပာယ်အဲဒါကြောင့်မလို့ folk ဆိုတာကြမ်းတက်တာကြမ်းတက်တဲ့အားဖြစ်တဲ့အတွက်ကြောင့်မလို့အကြမ်းဖက်တယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်နော်အဲဒါကြောင့်မလို့ဖုံညော့ပုံမှန်အားဖြင့်တစုံတယောက်ကိုရိုင်းနှက်တာ တို့အကြမ်းဖက်တာတို့အဲ့လိုမျိုးတစ်ခုခုကိုရိုင်းနှက်တယ်ဆိုလို့ရှိရင်ဖုံညော့ကလေး စစ်သားလို့ပြောပါတယ်အဲဒါကြောင့်မလို့အကျန်းဖတ်တာကိုတုံးနေဆိုတဲ့အဓိပ္ပာယ်ပေါ့ပြောချင်တာကသူ့ရဲ့အားနဲ့သူများကိုရိုက်လိုက်တာအဲလိုမျိုးအဓိပ္ပာယ်ပေါ့နော်အဲဒါကြောင့်မလို့ဖုံညော်ကစစ်သားလို့တုံးလို့ရပါတယ်ပြီးရင်နောက်တစ်ခုကကြတော့ဖုတ်ပိုင်ဖုတ်ပိုင်ထတာသူကကြတော့ verb ဆိုလို့ရှိရင်ဟာတာ ပြောင်းနေဆိုလို့ရှိရင် valve ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဖုတ်ပိုက်ကကြတော့ဒီမှာပောက်ကွဲတယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာအဖြစ်မီးတောင်တွေပါတယ်ပောက်ကွဲတယ်ဆိုလို့ရှိရင် hazard ဖုတ်ပါတယ်တော့ကိုနေတာ hazard ဆိုတာမီးတောင်ကိုပြောတာပါဖုတ်ပိုက်ကကြတော့ပောက်ကွဲတာကိုပြောချင်တာဘုံတွေပါတယ်ပောက်တယ်ဆိုရင်လည်းဖုတ်ပိုက်အလိုတုံးလို့ရတယ်ပြီးရင်နောက်တစ်ခုကကြတော့ဖုံးမန်ဖုံးမန်ဆိုလို့ရှိရင်တူတဲ့အီးငန်တန်ထွက်ပြရမယ်နော်အဲဒါကြောင့်မလို့ဖုံးမန်ဖုံးမန်ဆိုတာကမန်ဆိုတာကကိုကိုပျက်စီးတယ်ဆိုတဲ့အဓိပ္ပာယ်အဲဒါကြောင့်မလို့ ဖုံးမန်းလို့ပြောရဲဆိုလို့ရှိရင်ကျန်းတန်းဆိုတာပျက်စီးတယ်ပေါ့အဲကြတော့လုံးဝရားစရာမရှိအောင်ပျက်စီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်အဲဒါကိုဖုံးမန်းနေတာကိုစစ်စုအစ်စော်ရအရန်ကိုပျက်စီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပြီးရင်နောက်တစ်ခုကကြတော့ဖုတ်ရှိတူလဲပဲအသုံးများပါတယ်ရှိခ်ဆိုတာကစားတာအဲကြတော့ကျင်းကျင်းစားတယ်ဆိုတော့ဘာဖြစ်မှာတော့အများကြီးစားတယ်အရန်ဘိုက်ပြအောင်စားတယ်အဝါစားတယ်ဆိုတဲ့အဓိပ္ပာယ်အစားအစာကိုအရန်စားတယ်ဆိုတဲ့အဓိပ္ပာယ် 응, 아다우 폭식으로 거발해 오빠 마비 오늘 폭식했어로 별에소이말이네 사람이야 도아비 연사케래소래리미아이사케래소래리 아메노 ပြီးရင်နောက်တစ်ခုသူ့ရဲ့အဓိပ္ပာယ်ကဖောမွေပမာဏကိုပြောတာပါဒီ meaning နှလုံးကတချို့ topic writing မှာဆိုလို့ရှိရင်အရေးကြီးပါတယ်เนาะ graph တွေပါတယ်ကြည်တယ် graph တွေပါတယ်ရေးတယ်ဆိုရင်ဒီ meaning နှလုံးကမဖြစ်မနေကိုရေးပြရမှာပါအဲဒါကြောင့်မလို့သူကပမာဏကိုပြောချင်တာအဲဒါကြောင့်မလို့ဒီမှာဆိုရင် book ဆိုတာဒီမှာပမာဏဒီမှာလည်းပမာဏကိုဖော်ဆောင်မှာသေးဆိုတာကကြီးတာကိုပြောပါတာပဲအဲကြတော့ the book လို့ပြောရဲဆိုရင်ပမာဏကြီးတယ်ပေါ့ဥပမာအဖြစ် graph တွေပါတယ်ကိုကြီးရဲဆိုရင်တူးတက်သွားတယ် ထောင်တက်သွားတဲ့ graph ကဘလို့ထောင်တက်မှာတော့အများကြီးပမာဏအများကြီးလို့ပြောချင်တယ်ဆိုရင်ထေဖုခြင်းကဟာရတာဆိုပြီးတော့တုံးလို့ရတယ်။ဒါကတော့မသိလဲခဏကြော်ခဲ့လို့ရတယ်။ဟာပြောသူရဲ့စင့်ကျင်ဘက်ကပါလဲဆိုရင်ဆိုးဖုဆိုးဆိုတာနေတယ်ဆိုတဲ့အဓိပ္ပာယ်။အဲကြတော့ပမာဏနေတယ်ဘိုးပမာအဖြစ်အော် graph လေးကဒီလိုလေးတက်သွားတယ်သူ့လောက်အများကြီးထောင်မတက်ပဲနဲ့နည်းနည်းလေးပဲတက်သွားတယ်ပေါ့ဒါဆိုရင်ဆိုးဖုခြင်းကဟာတာလို့တစ်ချေလို့တုံးလို့ရတယ်။ ရမယ်เนาะအဲဒါဆိုလို့ရှိရင်အခုဒီနေ့ folk နဲ့ပတ်သက်တဲ့ meaning လေးတွေအားလုံးနားလည်မယ်လို့ထင်ပါတယ်။ဟောဒီ video လေးကိုတချို့တွေကကြည့်ပြီးတော့အထောက်အကူဖြစ်တယ်လို့ပြောလို့တော့မူ keep me da ရတော့ဘူး။အဲလိုမျိုးပဲပြပြဝမ်းသာပါတယ်။အဲကြောင့်မလို့ video လေးကိုကြည့်ပြီးပြီဆိုလို့ရှိရင်လည်း share channel လေးကို subscribe မလုပ်ရသေးရဲ့ကလေးတွေ subscribe လေးလုပ်ပေးကြပါလို့ပြောရင်းနဲ့ဒီနေ့သင်ခန်းစာကိုဒီမှာပဲရင်လိုက်မယ်เนาะ။ခရောမျောတော့ဘူး။အညော